အင်ပြန်နေပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သုံးဆောင်ပါဒီကနေ့တင်ဆက်ပေးသောမယ့်ဆောင်းပါးလေးကတော့မြန်မာနောက်မှာကိုတုဒ္ဒသော ရေးသားထားတဲ့တော်လန်ရေးဤနိုင်ငံရေးဥဆောင်မှု ရှင်လန်းတဲ့ရှားပုံတော်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးရဲ့အနှစ်ချုပ်ကတော့ NUG ကိုယုံကြည်မှုမပေးမဝန်းရံနိုင်ရင် NUG နေရာမှာအစားတို့တာဝန်ယူမဲ့အကောင်းဆောင်မှုကိုရှားရပေးမယ်ဆိုတဲ့ဆောင်းပါးအနှစ်ချုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာ 2020ပြည်နှစ်ရေကောက်ပွဲကြားလဲရဖွဲ့စည်းခဲ့တဲ့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRBH ထို့မှပေါက်ဖွားပေးလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာစစ်အာဏာသိမ်းမှုကိုတွန်းလှန်ဖို့စစ်ကောင်စီကိုရင်ဆိုင်ပေးချဖို့ပြည်ရင်းနဲ့နိုင်ငံတကာစာမျက်နှာမှာမြန်မာပြည်သူများကိုကိုစားပြုတော်အစိုးရအဖြစ်လွန်ခဲ့သော၄နှစ်ကျော်အတွင်းရပ်တည်ကြိုးပမ်းခဲ့ကြပါတယ်။ ရင်ကြီးသောဒီမိုကရက်တစ်နိုင်ငံတကာအတိုင်းဝန်က NUG ကိုနိုင်ငံတကာစနစ်ရဲ့အကန့်အသတ်များကြားမှအတိအမဲ့ပြုဆက်ဆံခဲ့ကြပါတယ်။ NUG ဟာအောင်မြင်မှုအရှုပ်ရရှိခဲ့ပါတယ်။အထင်ရှားဆုံးအောင်မြင်မှုကကုလသမဂ္ဂစင်မြင့်ထက်ကိုစစ်ကောင်းဆောင်တွေရရှိမလာစေဖို့ထိထိရောက်ရောက်ဟန်တားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။အနောက်နိုင်ငံအများစုကစစ်ကောင်စီနဲ့တက်တမန်ဆက်ဆံရေးအဆင့်ချွတ်ချခဲ့ကြပါတယ်။ထူးထူးခြားခြားအာဆီယံနိုင်ငံများကပင်ထို့သို့ချွတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့စီမင်းအရှိပြုနိုင်ငံတကာစနစ်အတွင်းနိုင်ငံအရှင်းရှင်းဆက်စပ်ရေးဟာနိုင်ငံတကာစာချုပ်များဖြင့်တည်ဆောက်ထားတဲ့ဆက်စပ်ရေးဖြစ်တဲ့အလျောက် NUG ဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အပြေအဝအတိမတ်ပြုမှုရရှိနိုင်ရေးရှေ့မတူနောက်မဆုတ်အခြေအနေကိုယနေ့အချိန်ထိရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒုက္ခလာကြာမြင့်လာသည်နဲ့မြ၊မလူလားအတော်တန်အောင်မှုများကပြည်ရင်းနိုင်ငံရေးဖြစ်စဉ်များတွင်ပေါ်ပေါက်လာခဲ့သည်မှာမငင်းနိုင်သောအမှန်တရားဖြစ်ပါတယ်။ ယနေ့ပြည်သူဒေါ်လင်းကြီးဟာစစ်ဘုကြုံများလက်ထဲတည်ယူထားတဲ့အာဏာကိုပြန်လည်ရရှိရေးတသက်မဟုတ်ဆရာနာရှိစနစ်ချုပ်ငင်းရေးနဲ့ Federal Democracy စနစ်ထူထောင်ရေးဆိုတဲ့စနစ်မျိုးဒေါ်လင်းကြီးဖြစ်ကြောင်းနိုင်ငံတကာအတိုင်ဝန်းကနားလည်သဘောပေါက်၆ခန့်ကူညီကြရန်အန်ယူဂျီကတက်ဆိုင်ရဲ့နိုင်ငံကြီးများ၏မြို့တော်များတွင်ရုံးဆိုင်သောအစိုးရအဖွဲ့များအထိကဘာလဲစီယုံလှုံ့ဆော်ခဲ့လှုံ့ဆော်နေစေဖြစ်ပါတယ်၎င်းဟာဒေါ်လင်းကြီး၏နိုင်ငံရေးဥဆောင်မှုအခမ်းအနားကိုအန်ယူဂျီက ကျူပန်မြစ်တင်နေခြင်းကိုလေ့လာတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။သို့တော့နိုင်ငံတကာအသိမဲ့ပြုအရှိမတူနောက်မဆုတ်အရှိနေဟာတော်လင်းအင်အားစုများအကြားညီညွတ်ရေးတည်ဆောက်ရမှာလွှမ်းမိုးလာတဲ့အကြောင်းတရားတစ်ခုဖြစ်အန်ယူဂျီရုံးကန်နေရတာကိုလည်းယခုနှစ်များအတွင်းပုံမသိသာစွာတဖြည်းဖြည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။တနည်းအားဖြင့်ပြည်ပအရှိနေတစ်ခုဤတည်ရောက်မှုအကြောင်းတရားကြောင့် တော်လန်ရေးဤအရေးကြီးဆုံးအပိုင်းဖြစ်တဲ့စုစည်းညီညွတ်သည့်နိုင်ငံရေးဥဆောင်မှုအခမ်းအနားကိုအရှင်းရှင်းကြားတည်ဆောက်ရန်မကြိုးပမ်းနိုင်ခဲ့ခြင်းဟာယင်းနှစ်စနစ်ပြောင်းတော်လန်ရေးဤအထင်ရှားဆုံးလက်ဟာချက်အဖြစ်ထင်ရှားပေါ်လွင်လာပါတယ်။ NUG ထက်တောင်းလွန်သောနိုင်ငံရေးဥဆောင်ပေးနိုင်သူရှိပြီလား။အာဏာသိမ်းစစ်ကောင်စီကိုအောင်နိုင်ရန်နဲ့စနစ်ပြောင်းတော်လှန်ရေးတစ်ခုကိုလက်တွေ့ဖော်ဆောင်ရမှာနိုင်ငံရေးအရာဥဆောင်မှုပေးခြင်းဟာမရှိမဖြစ်လိုအပ်တဲ့လက်တွေ့လှုပ်ဆောင်ချက်အသက်တည်ပြရမယ့်အရာဖြစ်ပြီး အောင်ပွဲကိုပြတ်သားစွာဆုံးဖြတ်ပြီးတဲ့အရေးကြီးဆုံးအခန်းကဏ္ဍဖြစ်ပါတယ်။ဒီအခန်းကဏ္ဍကိုလစ်လျူရှုဖို့မသင့်တယ်လို့လစ်လျူရှုလို့လည်းမရနိုင်ပါသို့တော့ယနေ့အချိန်ထိတော်လိုင်းရေးဤခါတီတော်အမှန်တရားတစ်ခုကိုပြောပါဆိုလျင် NUG ကိုလက်နက်ကင်တော်လိုင်းအင်အားစုအသီးသီးက၎င်းတို့နဲ့တန်းတူမဟာမိတ်အဆင့်သာဆက်ဆံနေကြပါတယ် တနည်းအားဖြင့်ဆရာနာရှင်စနစ်ရှုံငင်းရေးအန်ယူဂျီအခန်းကဏ္ဍကိုကန့်သက်ထားခြင်းသို့မဟုတ်နိုင်ငံရေးဥဆောင်မှုကိုကန့်သက်ထားခြင်းဖြစ်ပါတယ်။ရှင်းဟာတော်လှန်ရေးတစ်ခုလုံးပေါ်တည်ရောက်မှုကြီးမားပါတယ်။လက်နက်ကိုင်တော်လှန်ရေးသည်ညီလန်းတစ်ခုသာဖြစ်ပြီး ဆရာနာရှင်စနစ်အမှန်တကယ်ရှုပ်ငိမ့်စီလိုရင်းအရေးကြီးဆုံးလိုအပ်ချက်မှာစူးစီးညီညွတ်စွာနိုင်ငံရေးဥဆောင်မှုပေးရန်ဖြစ်ပါတယ်။ထို့အတွက်အန်ယူဂျီကိုအတိမတ်မပြုတ်လင်၎င်းထက်တောင်းလွန်ပြီးမြန်မာပြည်သူများကိုစစ်စစ်မှန်မှန်ကိုစားပြုသောဆရာနာရှင်စနစ်ကိုဖယ်ရှားနိုင်သောနိုင်ငံကိုစားပြုအစိုးရတရက်ဤအင်္ဂါရက်များဖြင့်တိဆောက်ဖွဲ့စည်းထားသောအဖွဲ့အစည်းတရက်ကိုအပေကြောင့်မတိဆောက်နိုင်ကြပါတည်း။ရင်ဟာပြည်သူတို့၏ရှူထောင်မှအံ့ဩနားမလည်နိုင်သောမိဂုံဖြစ်ပါれ။အကြောင်းတရားများအမျိုးမျိုးရှိနေနိုင်ပါတော့လေ ၎င်းဟာလက်ငင်းမြင်တွေ့နေရသောအကျူတရားမြတ်ကိုမျက်ွယ်ပြုထားရန်မသိလျော်သည့်အရှိန်အထိရောက်ရှိနေပြီဖြစ်ပါသည်ထိုကြိုးတရားမှာတော်လင်းကြီးကြာမြင့်လာသည့်နေ့အမျှနိုင်ငံတကာအတိုင်ဝန်ကလက်တွေ့ကြသောရှိကမှုမှာမြန်မာနိုင်ငံတွင်စစ်ကောင်စီကိုအစားထိုးနိုင်သောနိုင်ငံရေးစုစည်းညီညွတ်တည်ထောင်ရေးကိုအာမခံနိုင်သောနိုင်ငံရေးအင်အားစုရှာမရခြင်းဆိုသည့်အကြီးမားသောစိုးကြိုးတရားမှုကြီးဖြစ်ပေါ်နေပြီဖြစ်ပါသည်။ဒီအချက်ကိုတော်လင်းကြီးကောင်းဆောင်ကြီးများအလေးထားကြရန်လိုအပ်ပါသည်။ တော်လင်ရေးတွင်စစ်ရင်းနှင့်နိုင်ငံရေးအရှိုးမညီသည့်ပြဿနာအာဏာသိမ်းစစ်ဗိုလ်ချုပ်များလက်ထက်မှနိုင်ငံတော် အာဏာကိုမူလပိုင်ရှင်ပြည်သူများ၏လက်ထက်ပြန်လည်အနှံ့အယိနိုင်ငံတော်၏နိုင်ငံရေးဥဆောင်မှုနေရာကိုပြည်သူများကကြည်ပြူစွာရွေးချယ်တင်မြှောက်အနိုင်မည် Federal Democracy နိုင်ငံရေးစနစ်သည့်ထူထောင်ရေးရင်းနေဆီယနာချစ်စနစ်တော်လင်ရေး၏အန်တီမာရီမန်ချက်နှစ်ရမဟုတ်ပါလားစစ်စစ်လက်နက်ကင်တော်လင်ရေးဟာပထမရီမန်ချက်ဖြစ်တဲ့နိုင်ငံတော်အာဏာကိုမူလပိုင်ရှင်ပြည်သူများ၏လက်ထက်ပြန်လည်အနှင်းရေးအတွက် ဆရာနာရှင်စနစ်ရှုံငင်းရေးကိုစီရင်နီးနှံ့ပြင်ဆောင်နေခြင်းဖြစ်ပြီး Federal Democracy နိုင်ငံရေးစနစ်တွေထူထောင်ရေးကိုမူနိုင်ငံရေးနည်းလမ်းဖြစ်တာဆောင်ရွက်နိုင်ပါတယ်။တနည်းအားဖြင့်ရည်မှန်းချက်နှင့်လုံးစီကိုရောက်ရှိရမှာစီရင်တဲ့နိုင်ငံရေးအရှုံးညီညီပေါ်ဆောင်နိုင်ဖို့အတွက်အလွန်အရေးကြီးပါတယ်။အလွန်ရှင်းလင်းပြတာတော့ရည်မှန်းချက်နှစ်ရက်နဲ့နည်းလမ်းနှစ်သွဲဟုဆိုကြပါတယ်။သို့တော့တော်လှန်ရေးကာလ၄နှစ်ကျော်သည့်အထိပထမရည်မှန်းချက်အတွက်တည်တာထင်ရှားသောစီရင်အောင်မြင်မှုများခီးတစ်ခုတို့ရောက်ရှိလာချိန်မှာဒုတိယရည်မှန်းချက်ရရှိရေး စုစည်းညီညွတ်သောနိုင်ငံရေးဥဆောင်မှုသည်အမေဇုန်တော်ကြီးထဲရှင်ဟောင်းရတနာဒိုင်ရှာပုံတော်ဖွင့်ရတယ်လို့ခက်ခဲနက်နဲလှပါတယ်။ယင်းဒီမဟာဗျူဟာအမျှော်အမြင်ကင်းမဲ့ခြင်း၏ပြယုပ်ဖြစ်ပါတယ်။အချိန်ဆွဲအချိန်ကြာလာသည်နှင့်အမျှတနိုင်ငံလုံးလွှမ်းခြုံသောနိုင်ငံရေးဥဆောင်မှုကင်းမဲ့ခြင်းကြောင့်ယခုအခါရှိနေပြီးသားစီးရီးအောင်မြင်မှုလက်လွတ်ဆုံးချွန်မှသည့်အန်တီမြားစတင်တွေ့မြင်နေရပြီမဟုတ်ပါလား။ စစ်ကောင်းဆောင်မင်းအောင်လည်းဟာသကိုင်းငယ်လင်ကြီးကိုအကျိုးရှိရှိအသုံးချပြီးဤကဲ့သို့တဝါဘေးကပ်ဘေးကြီးများကိုအတုရင်ဆိုင်ပြီးနိုင်ငံကိုထိမ့်သိမ်းနိုင်သည်မှာစစ်တပ်တစ်ခုတည်းသာရှိကြောင်းအိန္ဒိယနိုင်ငံများနှင့်အာဆီယံအသံဝန်များအကြားအဝါဒပြနိုင်ခဲ့ပြီးရုရှားနှင့်တရုတ်တမရတို့ကဲ့သို့အင်အားကြီးနိုင်ငံကောင်းဆောင်တို့၏ထောက်ခံအကူအညီမှုများရယူနိုင်ခဲ့ကြပါသည်။တချို့နေသည့်ကြားမှာစစ်ကောင်းဆောင်ဟာအဘယ်ကြောင့်ထုတ်ခဲ့သူအကျိုးမြတ်ထွက်နေရပါသလဲ။ တော်လိုင်းကောင်းဆောင်များမထောက်မညာဝေဖန်ဆန်းစစ်ကြည့်လင်တော်လိုင်းအင်အားစုများကြားစည်ရင်းတဲ့နိုင်ငံဥဆောင်မှုအရှုံးမြင့်ကြီးပြဿနာကိုဆက်ဆိုင်မြင့်မြိုက်တွေ့ရပါလိမ့်မယ်။တနနိုင်ငံလုံးလွှမ်းခြုံသောနိုင်ငံရေးဥဆောင်ပြီးနိုင်ပြီးတိုင်းရင်းသားကောင်းဆောင်များလိုအပ်နေ နိုင်ငံတကာစာမျက်နှာမှာတမ်းမြေကိုတည်ငြိမ်မှုရှိစေရန်စုစည်းညီညွတ်မှုရှိစေရန်စွမ်းဆောင်နိုင်သည့်ခေါင်းဆောင်မှုတို့မဟုတ်အဖွဲ့အစည်းပြီး NUG ကိုညှိုးချမှုမပေးမဝန်းရံနိုင်ခြင်း NUG ၏နေရာတွင်မြေတီခေါင်းဆောင်မှုတို့မဟုတ်အဖွဲ့အစည်းကအစားထိုးတာဝန်ယူနိုင်ပါသည်လေခေါင်းဆောင်မှုချပုံတော်ဖွင့်ရပါလိမ့်မယ်ဤနေရာမှာ NUG ကိုခေါင်းဆောင်မှုနေရာမပေးခြင်းနဲ့အကြောင်းများတဲ့ဗမာလူများစုကြီးစိုးသောအဖွဲ့အစည်း 2020ပြည်နှစ်ရေကောက်ပွဲတွင်မဲအများသောအနိုင်ရခဲ့သောအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးစိုးသောအဖွဲ့အစည်းစသဖြင့်တူးတူးမှကြည်ကြဖြစ်လာသောလှုပ်ဝက်ချက်မဟုတ်သည့်ကောင်းဆောင်မှုပြဿနာကိုတော်လိုင်းအင်အားစုများကြားတွေ့မြင်နေရသည်မှာနှစ်နယ်ရှိကြနေပြီးကြီးစုံမျှော်လိုက်နေကြပါသည် NGE နိုင်ငံဥဆောင်မှုကိုလက်မခံလို့လျင်ပမာအများစုထောက်ခံသောတနင်္ဂနွေလုံးကိုဥဆောင်မှုပေးနိုင်သောတိုင်းဒေသကောင်းဆောင်များတနင်္ဂနွေလုံးနှွှဲ့ချုံသောနိုင်ငံဥဆောင်မှုပေးရန်တတိရှိရှိရှေ့တန်းထွက်ရန်လိုအပ်နေပြီဖြစ်ပါသည် ၎င်း၏တနနိုင်ငံလုံးကိုဥဆောင်မှုပေးနိုင်သောအမျှော်မြင်များကိုပြည်သူများလက်ဝဲအကြောင်းပို့ဆောင်ရန်အရှင်ရောက်ပြီဖြစ်ပါသည်။သို့တော်နိုင်ငံလူကြီး၏60ရာခိုင်နှုန်းကျော်သောဗမာလူများစု၏နှလုံးသားနှင့်ထောက်ခံမှုရရန်လိုအပ်ပါသည်။၎င်းဟာနိုင်ငံတစ်ခု၏ပြင်ဆင်ခွင့်မရှိသောပေးထားချက်ဖြစ်ပါသည်။နိုင်ငံတစ်ခုကိုဥဆောင်မှုပေးရန်ရည်မှန်းချက်ရှိသောမြေတီပုဂ္ဂိုလ်အဖွဲ့အစည်းမဆိုကြော်လွှားရေးမရသောအချက်မှာပြည်သူအများစု၏ထောက်ခံမှုရှိခြင်းမရှိခြင်းဆိုသည့်အချက်လည်းဖြစ်ပါသည်။အင်အားတန်းရှိသောလက်နက်ကိုင်အဖွဲ့ဖြစ်နေပါစေ။ ထိုချက်ကိုရှောင်ရှား၍မရနိုင်ပါကြောင်းလိလာတုံးသက်တင်ပြလိုက်ပါတယ်။